ဆင်းရဲနှွမ်းမနှုံချတဲ့သူတွေဟာသူတို့ရဲ့စားဖို့နေရည်ကိုရုံးကန်နေရတဲ့အတွက်သူတို့ရဲ့စားဖို့နေရည်နေစဉ်ဘဝကိုဖြည့်ရှင်းနေရတာဖြစ်တဲ့အတွက်သူတို့ဘဝကိုပြန်လည်ပြီးတော့ပေးကမ်းစွန့်ကြဲလှူဒန်းရတဲ့ဒါနကုသို့အလုံးမျိုးမှလည်းပဲအရင်နှီးစိုက်ထုတ်နိုင်တဲ့ခွန်အားမရှိကြပါဘူးဆင်းရဲသားတို့ရဲ့အကောင်းဆုံးထွက်ပေါက်ကျွန်တော်တို့မှာဘယ်နိုင်ငံမှာလူဖြစ်ရမယ်ဘယ်မိခင်ရဲ့ဝမ်းပိုက်ထဲမှာလူဖြစ်ရမယ်လို့ရွေးချယ်ခွင့်မရှိပါဘူးကျွန်တော်တို့ရဲ့ကံစီမံရအတိုင်းကံကပြစ်ရတဲ့အရက်မှာပဲ ကံကပေးတဲ့မိခင်ရဝမ်းထဲမှာပဲလူဖြစ်ရတယ်။ကိုမွေးဖွားမဲ့မိခင်ရကိုကိုမွေးဖွားမဲ့မိခင်ကချမ်းသာတဲ့မိခင်လည်းဖြစ်ရင်ဖြစ်မယ်။ဆင်းရဲတဲ့မိခင်ရဝမ်းလည်းဖြစ်ရင်ဖြစ်မယ်။ဒီတော့ကံကစီမံတဲ့အတိုင်းကံပို့ပေးတဲ့အရာမှာကျွန်တော်တို့လူဖြစ်လာတဲ့အခါမှာဆင်းရဲတာလည်းဖြစ်ရှင်ဖြစ်မယ်ချမ်းသာတဲ့သူလည်းဖြစ်ရှင်ဖြစ်မယ်ဒီတော့ကံရဲ့အကျိုးပေးလျောက်ကိုကဆင်းရဲတဲ့ဘဝကိုရှားလာခဲ့ပြီဆင်းရဲတဲ့သူဖြစ်လာခဲ့ပြီနွမ်းပါနှုံချတဲ့သူဘဝဖြစ်လာခဲ့ပြီဆိုရင် ျွန်တော်တို့ကကိုရွေးချယ်ခွင့်မရှိတဲ့ဘဝအပေါ်မှာစိတ်နာနေလို့မဖြစ်ပါဘူးကိုရွေးချယ်ခွင့်မရှိတဲ့ဘဝအပေါ်မှာပြန်ပြီးရင်နာနေလို့မဖြစ်ပါဘူးကိုကသွားပြီးတော့ပြန်ပြင်လို့မရတဲ့အတိတ်ကံကိုပြန်ကြည့်မနေတော့ပဲလက်ရှိပြစ်ဆုံးပံမှာကိုရဲ့ပြစ်ဆုံးပံကံကိုပဲကောင်းအောင်ကြိုးစားဖို့အရေးကြီးပါတယ်ဒီတော့ပြစ်ဆုံးပံကံကိုကောင်းအောင်ကြိုးစားဖို့အတွက်ဘာတွေလိုအပ်လဲဆိုတော့ပထမဆုံးအနေနဲ့စင်ရဲသားတွေကြုံတွေ့ရတဲ့အခက်အခဲတစ်ခုကကိုယ့်ထက်တာတဲ့သူတွေအပေါ်မှာဝမ်းမြောက်ပေးနိုင်ဖို့ခက်ခဲတဲ့စိတ်ပါပဲ ဒါလူတိုင်းမှာတော့ဒီစိတ်ရှိပါတယ်။လူတယောက်ဟာကိုယ့်ထက်တာတဲ့သူကိုဝမ်းမြောက်ပေးနိုင်တဲ့စိတ်ပေါ်ဖို့ရခက်ခဲပါတယ်။အဲဒီလိုဝမ်းမြောက်ပေးနိုင်တဲ့စိတ်ကိုယ့်စီမှာရှိပြီဆိုရင်လည်းကိုယ်ဟာစိတ်သဘောထားပြည့်ဝတဲ့သူလို့ကိုယ့်ကိုယ်ပြန်ပြီးသတ်မှတ်နိုင်ပါတယ်။ဒီတော့ကိုယ်ကနှုံချတဲ့ဘဝကိုရထားပြီ။ကိုယ်ကဆင်းရဲတဲ့ဘဝကိုရထားပြီဆိုရင်ကိုယ့်ထက်ပြည့်စုံတဲ့သူတွေကိုယ့်ထက်ကြွယ်ဝတဲ့သူတွေကိုယ့်ထက်နေနိုင်စားနိုင်တင့်တင့်တယ်တယ်ပြည့်ပြည့်စုံစုံနေနိုင်တဲ့သူတွေကိုမြင်ရတွေ့ရတဲ့အခါမှာကိုယ့်စိတ်က အားငယ်တဲ့စိတ်မျိုးမနာလိုဝန်တိုတဲ့စိတ်မျိုးမမွေးပဲနဲ့မဖြစ်ပဲနဲ့သူတို့ရဲ့ဘဝတွေကိုဝမ်းမြောက်ပေးနိုင်တဲ့စိတ်သူတို့နေနိုင်စားနိုင်တာကိုဝမ်းမြောက်ပေးနိုင်တဲ့စိတ်မျိုးမွေးမြူဖို့အရန်ရည်ကြီးပါတယ်နောက်တစ်ခုကဆင်းရဲနှွမ်းမနှုံချတဲ့သူတွေဟာသူတို့ရဲ့စားဖို့နေရေးကိုကြုံးကန်နေရတဲ့အတွက်သူတို့ရဲ့စားဖို့နေရေးနေစဉ်ဘဝကိုဖြည့်ရှင်းနေရတာဖြစ်တဲ့အတွက်သူတို့ဘဝကိုပြန်လည်ပြီးတော့ပေးကမ်းစွန့်ကြဲလှူဒန်းရတဲ့ဒါနကုသို့အလုံးမျိုးမှလည်းပဲအရင်နှီးစိုက်ထုတ်နိုင်တဲ့ခွန်အားမရှိကြပါဘူး ချမ်းသာတဲ့သူတွေပြည်စုံကြွယ်ဝတဲ့သူတွေကလှူဒန်းပေးကမ်းနေတာကိုမြင်ရင်ကိုကဝမ်းမြောက်တဲ့စိတ်မျိုးမွေးမြူရပါမယ်။သူတစ်ပါးလှူတာတန်းတာကိုထတ်တူထမြဝမ်းမြောက်ပြီးတော့တာဓုခေါ်ပေးတဲ့သူကသူတစ်ပါးရတဲ့ကုသိုလ်မျိုးကိုလည်းရတယ်လို့ဆိုပါတယ်။ဒါကြောင့်ကိုကဝမ်းမြောက်ပေးနိုင်တဲ့စိတ်ကလေးမွေးပြီးတော့မှတာဓုခေါ်လိုက်ရုံနဲ့ကိုကဘာအရင်နှီးမှစိုက်ထုတ်เสียရမလို့ပဲကုသိုလ်ရတာပါ။ ဒါကြောင့်သူတစ်ပါးတွေအလှူအတန်းကြီးကြီးကျယ်ကျယ်တွေလှုပ်ပြီးလှူဒန်းပေးကန်းနေရကိုမြင်ရရင်ကြောင်းကဘုရားစီတီတီစောက်လို့လှူဒန်းနေတာတွေကိုမြင်ရတဲ့အခါမှာကိုကဝမ်းမြောက်ပေးနိုင်တဲ့စိတ်ကလေးမွေးပြီးတော့တာတို့ခေါ်လိုက်ယုံနဲ့ကိုကအရင်နေ့စိုက်ထုတ်စရာမလိုဘဲနဲ့ကုသိုလ်ရသွားပါတယ်။ဒါကဆင်းရဲသားတို့အတွက်အရင်နေ့တစ်ခုပါ။နောက်တစ်ခုဆင်းရဲသားတို့အတွက်အကောင်းဆုံးရင်းနှီးတစ်ခုကယောသားချင်းနဲ့ကိုချင်းတရားကောင်းချင်းပါပဲ။ဆရာကြီးအောင်သိန်းပြောဘူးတဲ့စကားလေးတစ်ခုရှိပါတယ်။ယောသားဖို့အတွက်အရင်နေ့မလိုဘူး။ ်ပါရမီမလိုပါဘူး။ကိုကယိုသားခြင်းစိတ်ရှိဖို့နဲ့ယိုသားနိုင်ဖို့ပဲလိုပါတယ်။ကိုရဲ့စိတ်ကိုပြုပင်ပြီးကိုကယိုသားမှုအပေါ်မှာပဲသစ္စာရှိနေတဲ့၍ကိုကယိုသားခြင်းတလောက်ယိုသားလို့ရပါတယ်။ကိုရတဲ့ရထိုက်တဲ့ပစ္စည်းဥစ္စာမဟုတ်ရင်စိတ်နဲ့တောင်မပစ်မှားတာမယူတာဒါယိုသားခြင်းမှာပဲ။နောက်တစ်ခုကကိုချင်းတီလာပါ။ကိုချင်းတီလာဆိုတာဣလတရားဆိုတာကာယကံနဲ့ဝစီကံကိုထိမ့်သိမ်းစောက်ရှောက်ရတာလို့ဆိုပါတယ်။ ကာယကံနဲ့ဝစီကံဆိုတာလူတယောက်အိပ်ပျော်နေတဲ့အချိန်မှာမကောင်းတာလည်းမလုပ်မိဘူးမပြောမိဘူးဒါကြောင့်အိပ်ပျော်နေတဲ့လူတယောက်ဟာတီလာတယောက်ကိုချိုးဖောက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲတီလာကုသိုလ်ကိုကိုကလိုချင်တယ်ဆိုရင်တီလာကုသိုလ်ကိုကရခြင်းတယ်ဒါကြောင့်အရင်နေ့လည်းမဆိုင်ထုတ်နိုင်ဘူးကုသိုလ်လည်းရခြင်းတယ်ဆိုရင်ညာအိယာဝင်ကန်ဒီမှာတီလာစောက်တည်ပြီးတော့အိပ်တာကကို့အတွက်အများကြီးအကျိုးရှိပါတယ်လူကအိပ်နေပြီမဲ့တီလာကုသိုလ်ကတော့ကိုကရနေပါတယ် ဒီစကားကဆင်းရဲတဲ့သူတွေအတွက်လည်းသက်ဆိုင်တယ်လို့ချမ်းသာတဲ့သူတွေအတွက်လည်းသက်ဆိုင်ပါတယ်။ကိုချင်းတီလာဆိုတာလူတိုင်းထိမ့်သိမ့်တဲ့အရာဖြစ်တာကြောင့်အဲ့ရဝင်ကန်ဒီမှာတီလာစောက်တည်ပြီးတော့အိတ်တဲ့သူဟာလူအားအိတ်ပျော်နေပြီမဲ့ကုသိုလ်တွေကအရင်နေ့စိုက်ထုတ်စရာမလိုဘဲနဲ့ရတာဖြစ်တဲ့အတွက်ဆင်းရဲနွမ်းမနှုံချတဲ့သူတွေလည်းတီလာကုသိုလ်ကိုကြားယူလို့အဆင်ပြေပါတယ်။လူကလုပ်ငန်းခွင်ထဲမှာရောက်နေတော့မှကိုယ့်ရဲ့ကိုချင်းတီလာကိုကိုကိုယ်တိုင်ထိမ့်သိမ့်စောင့်ရှောက်ပြီးတော့ လုပ်ငန်းခွင်ထဲမှာလောက်ကင်သွားလာလောက်ကင်နေရင်လည်းကုသိုလ်ရနေရဖြစ်ပါတယ်။ဒါရင်းနှီးစိုက်ထုတ်စရာမလိုဘဲနဲ့ကိုယ့်ကိုယ်ကောင်းကြိုးစားနေထိုင်ရင်းနဲ့သီလကုသိုလ်ဖြည့်ဆည်းပြီးသားဖြစ်ပါတယ်။ပြီးတော့သီလကုသိုလ်ဆိုတာဒါနကုသိုလ်ထက်လည်းအဆင့်မြင့်ပါတယ်။ဒါနကုသိုလ်ထက်လည်းတာပါတယ်။စင်ရသားတို့ရဲ့အကောင်းဆုံးနောက်ထပ်ထွက်ပေါက်တစ်ခုကတတဝါတွေအပေါ်မှာမေတ္တာပွားတာမေတ္တာထားတာပါ။စာပေမှာတော့တနေ့မှာအိုကြီးအိုးငယ်တရားနဲ့မနက်တခါနေ့လယ်တခါညနေတခါလှူဒန်းပေးကမ်းနေတဲ့သူထက် တဆက်ကမြတဆက်ကမြမေတ္တာပွားများနေတဲ့သူကပို့ပြီးတော့အကျိုးကြီးမှတယ်လို့ဆိုပါတယ်။ဒါကြောင့်ဘဝပေးအရှင်တွေကြောင့်ကိုကဆင်းရဲနှွမ်းပါးနှုံချတဲ့ဘဝကိုရလာခဲ့ပြီဆိုရင်အဲ့ဒီဆင်းရဲနှွမ်းပါးနှုံချတဲ့ဘဝတွေကထွက်ပေါက်ကိုဘလို့ရှာမလဲအမျက်ကိုဘလို့ပြောင်းရင်မလဲတန်ဖိုးရှိတဲ့ဘဝဖြစ်အောင်ဘလို့ကြိုးစားနေထိုင်မလဲဆိုတော့ကိုကိုအမြဲတမ်းပြန်လဲစမ်းစစ်နေတင်ပါတယ်။အတိတ်ကံကိုပဲစိတ်နာမနေပဲအတိတ်ကံကိုပဲအပြစ်ပုံချမနေပဲလက်ရှိပြစ်ဆုပ်ကံကိုပဲကောင်းအောင်ကြိုးစားနေတင်ပါတယ်။ ဒါကြောင့်နေကုန်းချုပ်အနေနဲ့ပြောရရင်စင်ရဲသားတို့ရဲ့အကောင်ဆုံးထွက်ပေါက်ဟာကိုယ့်ရဲ့နေနိုင်စားနိုင်တဲ့သူတွေကိုမြင်တဲ့အခါမှာဝမ်းမြောက်ပေးနိုင်တဲ့စိတ်မွေးရမယ်မနာလိုမှုတို့စိတ်တွေကိုဖယ်ရှားပြရမယ်ကိုယ့်ရဲ့လှူနိုင်တန်းနိုင်တဲ့သူတွေကိုမြင်တွေ့တဲ့အခါမှာလည်းဝမ်းမြောက်ဝမ်းသာနဲ့တာတုခေါ်ပေးနိုင်ရမယ်ရိုးသားတဲ့စိတ်ကိုမွေးရမယ်ကိုချင်းတီလာကောင်းအောင်ကြိုးစားရမယ်အိယာဝင်ကနေ့တိုင်းကိုယ့်ရဲ့ကိုချင်းတီလာကိုစောင့်တည်ရမယ်တရားဝါတွေပေါ်မှာမြစ်တာပွားရမယ်မြစ်တာထားရမယ်ဒီလိုနေ့စဉ်နေ့တိုင်းကိုယ့်ရဲ့ ရှားတင်ရထိုက်တဲ့ကုသိုလ်တွေကိုရနိုင်တယ်လို့အရင်နှိစိုက်ထုတ်စရာမလိုဘဲနဲ့အရယူပြီးနေတိုင်းနေတိုင်းဒီလိုပြုလုပ်သွားမယ်ဆိုရင်ဆင်းရဲနှွမ်းပါနှုံချတဲ့ဘဝကနေတန်ဖိုးရှိတဲ့ဘဝအဖြစ်ပြောင်းလဲယူလို့ရနိုင်ပါတယ်ပြောင်းလဲယူလို့လည်းရနိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အားလုံးပဲကိုစိတ်နှပြကျမ်းမာရှမ်းသာကြပါစေ။